်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပြသခင်ရဲ့အလိုတော်ကိုသိရန်အတားအဆီးများဆိုတဲ့ကောင်းစဉ်နဲ့ယောမအခန်းကြီး7အငယ်တက္ကနီနှစ်ကိုဆင်ခြင်သွားခြင်းပါပဲညီအကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာ ဘုရားသခင်နှစ်သက်တော်မူပွေသောလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟုသောသင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဘုရားသခင်ဤဂယုနာတော်ကို ထောက်ထား၍သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏သင်တို့သည် လောကီပုံစံတန်ကို မဆောင်ကြနှင့် ကောင်းမြတ်သောအရာ နှစ်သက်ဖွယ်သောအရာစုံလင်သောအရာတည်းဟုသောဘုရားသခင်အလိုတော်ရှိသောအရာတည်း အဘေအရာဖြစ်တီကိုတင်နိုင်မိအကြောင်းစိတ်လုံးကိုအစ်စ်ပြင်ဆင်၍ပုံတရံပြောင်းလဲခြင်းတို့ရောက်ကြလောကျွန်တော်တို့ဒီအထက်မှာဘုရားသခင်ရဲ့အလိုတော်ကကောင်းမြတ်ကြောင်းနှစ်သက်ဆရာဖြစ်ကြောင်းဆုံးနေတဲ့အကြောင်းဆိုထားပါတယ်ကျွန်တော်တို့အနေနဲ့ဘုရားသခင်ရဲ့ပတ်သက်ပြီးတော့ဥညင်ရေးရာမှာ အကောင်းဆုံးအသက်ရှင်နိုင်ဖို့အတွက်ကျွန်တော်တို့အတွက်ကိုရောရဲ့အကျဉ်းစီတွေနဲ့အလူဆန္ဒတွေကိုရှာဖွေဖို့လိုအပ်ပြီးတော့ အဲ့ဓာတွေနဲ့နေ့တိုင်းရှောက်လန်းနေရမှာဖြစ်တယ်။ဒါပေမဲ့လည်းတချို့အတားအဆီးတွေက ကျွန်တော်တို့အတွက်ပြားသခင်ရဲ့အလိုတော်ကို ပိုင်းခြားသိမြင်ခြင်းကနေတားဆီးနိုင်ပါတယ်။ပထမအတားအဆီးတစ်ခုကတော့မိမိအလိုဆန္ဒအတိုင်းထိန်းချုပ်ခြင်းနဲ့ကိုယ့်ရဲ့စိတ်ပဲဖြစ်တယ်။ကျွန်တော်ဟာကြာဆုံးနေတဲ့လောကကမ္ဘာကြီးထဲမှာမွေးဖွားအသက်ရှင်ခဲ့ရတာဖြစ်တယ်။ဒီလိုဖြစ်ခဲ့တော့ပြားသခင်ရဲ့အကြံအစီတွေကိုလိုက်နာဖို့အတွက် ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုစွန့်လွတ်ပြီးတော့ကိုတော်ရဲ့နီးလန်းတွေကိုလက်ခံကျင့်သုံးဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ရဲ့အတွေးအမြင်တွေစိတ်ခံစားမှုတွေဆုံးဖြတ်ချက်တွေနဲ့မိသားစုရဲ့အလုပ်တွေအပေါ်မှာကိုတော့ကိုအုပ်ဆိုးခွင့်ပေးဖို့ကျွန်တော်တို့နေ့တိုင်းရွေးချယ်ခြင်းကိုပြုရမှာဖြစ်တယ်ဒါကိုတနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့လူစားတိသိရမှာဖြစ်တယ် ကျွန်တော်လူစားတီသိဖို့အတွက်သခင်ယေရှုခရစ်တော်ကလူကအခန်းကြီး9အငယ်23မှာဘလို့ပြောထားခဲ့တယ်လဲဆိုရင်ထိုမှတပါ လူအပေါင်းတို့အာမိန်တော်မူသည်ကငါ၌စိတ်ကပ်လူတော်သူဖြစ်လျင်ကိုကိုကိုညှင်းပယ်ရမည်ကိုလက်ဝါးကတိုင်ကိုနေ့တိုင်းထမ်း၍ငါနောက်သို့လိုက်ရမည်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့လက်ဝါးကတိုင်တော်တရားအားဖြင့်ကိုယ့်ရဲ့လူစားတီကိုနှုတ်ကပတ်တော်နဲ့တတ်ရမှာဖြစ်တယ်။ နောက်အတားအစီတစ်ခုကဘုရားသခင်ရဲ့နှုတ်ကပတ်တော်လာအခြေခံမှုတွေကိုမသိနားမလည်ခြင်းပဲဖြစ်တယ်။နှုတ်ကပတ်တော်လမ်းညွှန်မှုမပါရင်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့အကြံအစီကနေဝေးကွာသွားမှာဖြစ်တယ်။တရား၁၆ခုမြောက်သောဆန္ဒအငယ်၁၅မှာနှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိကွက်ဖြစ်၍အကျွန်ုပ်လမ်းခီးကိုလင်းစေပါ၏လို့ဆိုထားပါတယ်။ ဘုရားခင်ရဲ့နှုတ်ကပတော်ရဲ့လမ်းပြမှုမရှိရင်ဘုရားသခင်ရဲ့အကြံအစီကိုကျွန်တော်တို့မသိနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှောက်ရမယ့်လမ်းကို ကျွန်တော်တို့သိနိုင်မှာ မဟုတ်ပါဘူး။နောက်တတိယအတားအစီတစ်ခုကတော့တခြားသူတွေရဲ့လွှမ်းမိုးမှုပဲဖြစ်တယ်။လူတွေကနေသူတို့ရဲ့ဇာတိအရာကျွန်တော်တို့ဘာလောက်တင့်တယ်လဲဆိုတာနဲ့ဘုရားသခင်ကကျွန်တော်ကိုဘလို့ပြုတ်မှုစေလိုတာနဲ့ပတ်သက်ပြီးတော့လူအများရဲ့ထင်မြင်ယူဆချက်တွေရှိပါတယ် အဲ့ဒါတွေကို ကျွန်တော်တို့တည်တည်ချာချာတတိမတ်ထာခွဲခြားပြီးတော့ကျွန်တော်တို့မတ်မိမတ်သားမှုမရှိဘူးဆိုရင်တို့ရဲ့စိတ်ကြည်နတ်မှုရစေဖို့အတွက်လှောက်ဆောင်မိလိမ့်မယ်။နောက်ကျွန်တော်တို့လူတွေရဲ့နှစ်သက်ရာတွေကိုဘုရားသခင်ထက်တာလွန်စေသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့အလိုကနေကင်းကွာသွားမှာဖြစ်တယ်။ကျွန်တော်တို့ဘုရားသခင်ကိုဂရုမစိုက်ဘူးဆိုရင်ကျွန်တော်တို့ရှုံးနိမ့်သွားမှာဖြစ်တယ်။ နှုတ်ဘတ်တော်ကိုစာငတ်မှုရှိရမယ်ကျွန်တော်ဟာလူတွေနှစ်သက်ဖို့လှုပ်ဆောင်နေတာထက်ဘုရားသခင်နှစ်သက်တဲ့အသက်တာအတိုင်းအသက်ရှင်ရမှာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာပလင်ကိုကိုရော့ကိုအုပ်ဆိုးခွင့်ပေးဖို့အတွက်ကျွန်တော်ရဲ့အန်းတိုင်းကိုချမှတ်ထားရမှာဖြစ်တယ်ကျမ်းနာရှင်ချင်းခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့ကောင်းမြတ်ပြတော်သူရဲ့အလိုတော်ကိုနားလည်ဖို့ဒီအတ္တိကအတ္တအစီတွေကိုရှောင်ရှားဖို့အတွက်ဘုရားသခင်က မဆမှုပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။